မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကို တင်ဆက်ပေးပါမယ်ပထမအဦးဆုံးတပုတ်အနေနဲ့ ဘိုးချုပ်မူကြီးမင်းအောင်လိုင်းစီတဲ့ Airbus လေယာဉ်အခွန်ကင်းလွတ်ခွင့်ရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်းဆောင်ဘိုးချုပ်မူကြီးမင်းအောင်လိုင်းရဲ့ဖိပခီးစနစ်မှာအတုံပြူနေတဲ့ဒေါ်လာတန်းချီတန်း Airbus လေယာဉ်ဝယ်ယူမှုမှာအခွန်ကင်းလွတ်ခွင့်ပေးတဲ့အတွက်ဝေဖန်မှုတွေရှိနေရလို့သိရပါရယ်။အပြည်ပြည်ဆိုင်ရာမြမလီကြောင့် MEI က American ပြည်တော်စုအခြေဆိုင် Aviation Capital Group စီက2019ခုနှစ်ကစတင်ငါးရင်အတုံပြူနေရကနေဒီနှစ်စံပိုင်းမှာဝယ်လိုက်တာပါ။ 2024ခုနှစ်ရဲ့ဒီနှစ်ထဲမှာသွားခဲ့တဲ့စစ်ကောင်ဆောင်ရဲ့အထင်ကရခီးစနီဖြစ်တဲ့တရုတ်နဲ့ရုရှားခီးစနီမှာ MEI ရဲ့ Airbus လေယာဉ်ကိုတောင်းခဲ့ပါတယ်။ပို့ချုပ်မှုကြီးမင်းအောင်လိုင်းရဲ့စနီဒေါ်ဂျူဂျူလာတောင်ကိုရီးယားနိုင်ငံဆိုးမျိုးကိုအလဲသွားတဲ့အခါမျိုးမှာလည်း MEI ရဲ့ Airbus လေယာဉ်ကိုတောင်းတဲ့အကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။ MEI ကိုပိုင်တဲ့24 hour company အုပ်စုကစစ်တပ်အတွက်လေယာဉ်တွေဝယ်ယူပေးနေရလို့လူခွင့်ရေးဖွဲ့တွေကပြီးခဲ့တဲ့နှစ်တွေမှာဖောက်ထုတ်ခဲ့ကြပြီးအခွန်ကွင်းလွတ်ခွင့်ရတယ်ဆိုတဲ့အချက်ကအကျိုးစီးပွားဆက်နွယ်မှုတွေကိုပြ နေပါတယ်မြန်မာမှာနိုင်ငံတကာကိုအဓိကပြည်ဆွဲပေးနိုင်တဲ့ပုဂ္ဂလိကပိုင်လေးချောင်းကုမ္ပဏီတစ်ခုပဲရှိပြီးတော့24 hour company အုပ်စုဖြစ်ပါတယ်24 hour company အုပ်စုကအပြည့်ပြည့်ဆိုင်ရာမြန်မာလေးချောင်း MEI နဲ့မင်္ဂလာအရှင် AKPZ လေးချောင်းလိုင်းတွေကိုပိုင်ဆိုင်ပါတယ် MEI မှာ Airbus 6စီးတရှိပြီးဘူဇုံမူကြီးမင်းအောင်လိုင်းရဲ့ပြည်ပခီးစနစ်အတွက် Airbus MEO စာ A319115 လေရင် XYANK ကိုတုံးပါတယ်အလားတူဒေါ်ဂျူဂျူလာတောင်ကိုရီးယားနိုင်ငံဆိုးကိုအလဲပတ်သွားတဲ့အခါမျိုးမှာလေ MI ရဲ့ Airbus လေယာဉ်ကိုတုံးတဲ့အကြောင်းနိုင်ငံတိုင်းဝင်ကြီးဌာနကပြောပါတယ်ဒေါ်ဂျူဂျူလာကဆိုးကိုမကြာခဏသွားတဲ့ဈေးဝယ်ထွက်တဲ့အခါများသောအားဖြင့်တန်မတ်ကြီးလင်မယားတော့မလိုက်ရပါဘူးစင်ကာပူကိုလည်းဂျပန်ရက်ကသွားတယ်လို့နိုင်ငံတိုင်းဝင်ကြီးဌာနသတင်းရင်းမြစ်တွေကပြောပါတယ်အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းတွေရဲ့လေယာဉ်ဆိုင်းရောက်ထွက်ခွာမှုတွေကိုဖော်ပြနေတယ် plan Exporter နတ်မှာ HYALK ဟာစိုးကိုပြီးခဲ့တဲ့နှစ်ပိုင်းတွင်မှ18ကြိမ်အထိပြန်တန်းခဲ့တယ်လို့ဆိုပါတယ်။ ဒီလီရင်ကတီးတန့်ခီးစင်နီရောပုံမှန်လေကြောင်းလိုင်းနီကိုပါပြေးဆွဲပြီးနေပြီးစင်ကာပူကချန်ကီလေးစိတ်မလေးရှားကကွာလန်လန်ပူလေးစိတ်နဲ့ဘန်ကောက်သုဝနဘူမိလေးစိတ်တွေမှာလည်းဆက်သက်ခေတာတွေ့ရပါတယ်။ဒီလီရင်ကိုပို့ချုပ်မှုကြီးမင်းအောင်လိုင်းရဲ့ပြပခီးစင်အတွက်ဘလို့သဘောတူညီမှုဘလို့ငွေပေးချေမှုနဲ့ငားရံအုံပြုနေလဲလို့ MEI ကို BBC ကမေးမြန်းခဲ့ပါတယ်။စင်းလုံးကခီးစင်နီနဲ့အခချင်းငွေနဲ့ဝန်ဆောင်မှုပြီးနေရဲ့လို့ MEI ကပြန်လည်ဖြေကြားခဲ့ပြီးမြေငွေကြီးပမာဏကိုတော့ထုတ်မပြောပါဘူး။နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်တို့ကိုအာဂတိ ီမှုနဲ့စွဲချက်တင်ထောင်ချခဲ့တဲ့မှုတွေထဲမှာတဘာဝဘီကာကွယ်ရေးအတွက်ရဟန်းရင်ငါရမှုကနိုင်ငံတော်ရဲ့ဖန်နာငွေကြီးကိုတိကျနေနာဆုံးရှုံးစေရဆိုတဲ့အချက်တစ်ချက်ပါဝင်ခဲ့ပါတယ်ဒီအချက်ကိုအကြံပြုပြီးလက်ရှိအကွန်ကင်းလောက်ခွင့်ကရောနိုင်ငံတော်ဖန်နာကိုမထိခိုက်စေဘူးလားလို့မေးခွန်းထုတ်နေကြတာဖြစ်ပါတယ်ဖေဖော်ဝါရီလ17ရက်နေ့စွဲထုတ်ပြန်တဲ့ ပြည်ထောင်စုအစိုးရဖွဲ့အမိန့်ကြေညာစာအမှတ်၄မြင်းဆောင်2025မှာ XYALK ကိုဝယ်ယူရမှာဝင်ငွေကိုနဲ့ကုန်သွယ်ရေးလုပ်ငန်းခွန်မှာကိန့်လွတ်ခွင့်ပေးထားပါတယ်။နိုင်ငံတော်ပိုင်းမြန်မာမျိုးသားလီချောင်းလိုက် MNE ကလီရင်ဝယ်ရင်တော့အခွန်ပေးဆောင်ရမှာဖြစ်လို့ပုဂ္ဂလိကပိုင်း MAI ကဝယ်တာကိုအခွန်ကိန့်လွတ်ခွင့်ပေးတဲ့အတွက်မိငုံထုတ်စရာဖြစ်တယ်လို့အခွန်ဆိုင်ရာအငိမ့်စာရရှိတဲ့ဦးကပြောပါတယ်။နိုင်ငံပိုင်း MNE ကအရှုံးပေါ်နေလို့သူပေးရမယ့်အခွန်တွေကိုကိန့်လွတ်ခွင့်ပြုတာဆိုရင်နားလည်နိုင်ပါတယ်။ဒါပေမဲ့ MAI ကပုဂ္ဂလိကပိုင်းပြင်နေပါပြီလို့သူက ပြောပါရယ်လေရင်ကိုပြန်လျှောအကောက်ကွန်စနစ်နဲ့ငားရမ်းခဲ့တာဖြစ်ပါရယ် drawback ဆိုတာတင်သွင်းတဲ့အချိန်မှာအခွန်ပေးထားပြီးငှားရမ်းကာလပြီးလို့ပြန်ပို့တဲ့အချိန်မှာတင်သွင်းတုန်းကပေးထားရတဲ့အခွန်တွေကိုပြန်ထုတ်ယူနိုင်တဲ့စနစ်ဖြစ်ပါတယ်။ MEI မှာတက္ကလူကြီးတွေရဲ့ share တွေလည်းပါတယ်လို့သတင်းတွေထွက်နေတယ်လို့အငိမ့်စားအခွန်ရရှိကပြောပါတယ်။ဒီပြောဆိုမှုနဲ့ပတ်သက်လို့ BBC ဆိုင်ရာမြန်မာလေကြောင်းကို BBC ကဆက်သွယ်မိမြန်ခင်ရမှာတော့ဒီလီရင်ကို MEI လေကြောင်းလိုင်းကတရားရှာခိုင်နှုန်းပိုင်ဆိုင်တယ်လို့ပြန်ဖြေပါတယ်။ဒါပေမဲ့ Airbus မျိုးစား A319115 MSN 5193လေးရင် H1ALK အခွန်ကင်းလွတ်ခွင့်ရခဲ့တာမှန်ကန်တဲ့ကြောင်းအပြည်ပြည်ဆိုင်ရာမြမလီချောင်းကပြောပါရယ်အခွန်ဘလောက်ကင်းလွတ်ခွင့်ရလဲဆိုတာကိုတော့လေရင်ရောင်းချသူနဲ့ဝယ်ယူသူတွေကြားကထိမ့်သိမ့်အပ်တဲ့သတင်းအချက်လက်ဖြစ်တယ်လို့ MEI ကသတင်းဌာနကိုပြောပါရယ်24 hour company အုပ်စုဥက္ကဋ္ဌဦးအောင်အောင်စောကထင်ရှားတဲ့စီးပွားရေးလုပ်ငန်းရှင်ကမ္ဘောစဥက္ကဋ္ဌဦးအောင်ကိုဝင်းစီကနေအပြည်ပြည်ဆိုင်ရာမြမလီချောင်းနဲ့ AKBZ ကို2018မှာဝယ်ယူခဲ့တာဖြစ်ပါရယ်24 hour အုပ်စုကလီချောင်းကန္နာတင်မကပဲ ြောင့်မိသွေးတူဖို့ရင်လင်းရင်စီနဲ့စက်သုံးစီပြန်ပြူရင်ဆောက်လို့ရင်ကျွန်းနဲ့စီအောင်ဆိုင်ပြူရင်စတဲ့လုပ်ငန်းအများများကိုလည်းပိုင်ဆိုင်ပါတယ်။ ဦးအောင်အောင်ဆောင်ကပူဇော်မှုကြီးမရောက်နိုင်မိသားစုနဲ့ရင်းနှီးသူဖြစ်ပြီးစစ်ကောင်းဆောင်မိသားစုရဲ့လင်းရင်ကိစ္စနေအတွက်အထူးကူဆိုင်ပေးတဲ့အကြောင်းကိုလည်းလုပ်ငန်းရှင်တဦးကပြောပါရီ24 hours company အုပ်စုကတက်တဲ့အကျိုးစီးပွားဆက်နွှဲနေတဲ့အကြောင်းနောက်ထပ်သတင်းအရေးမြင့်တဦးကလည်းပြောပါရီသူတို့တက်ရှင်ရထည့်ထားတဲ့လင်းရင်ကိုသူတို့တက်ပိုင်းလောက်ကပဲလာမောင်းတာလို့ပြောပါရီတက်ရဲ့အကျိုးစီးပွားဆက်နွှဲနေမှုတွေကိုဖော်ထုတ်နေတဲ့လူခွင့်ရေလှုပ်ရှားမှုဖွဲ့တစ်ခုဖြစ်တဲ့ Justice for Myanmar က မင်္ဂလာ aviation ဟာမြန်မာစစ်တပ်ကို ATR လေယာဉ်50ဝယ်ယူငှားရမ်းပေးခဲ့တယ်လို့မနစ်ကထွက်တဲ့အစိုးရခန်းစားတစ်ခုမှဖော်ပြခဲ့ပါရယ် AKBZ က၎င်းတို့ပိုင်ဆိုင်ထားတဲ့ ATR လေယာဉ်20ကိုမြန်မာလီဒတ်တန်ရောင်းချပေးခဲ့ပြီး ATR 72 500 MSF 545နဲ့ ATR 72 600 MSN 1085တို့ဖြစ်တယ်လို့ GFN ကဆိုထားပါတယ်။2024ခုနှစ်ဇန်နဝါရီလမှာအဲ့ဒီလေယာဉ်နှစ်စင်းတွေက MSN 1085ကိုလေတပ်စီကပြန်ငှားရမ်းပြီးမင်္ဂလာ Aviation ကပြန်လည်မှတ်ပုံတင်ထားတာပါ။ဒီငှားရမ်းမှုကစစ်အုပ်စုအတွက်ပုံမှန်ဝင်ငွေတရက်ကိုရရှိစေတယ်လို့ရှင်းသားထားပါတယ်။ AKBZ နဲ့မြန်မာလေတပ်ရဲ့လေယာဉ်ငှားရမ်းအသုံးပြုမှုက2023ခုနှစ်ကလေးကရှိခဲ့တာဖြစ်ပြီး ATR 72500 MSN 658ကိုတက်က AKBZ ကိုငှားရမ်း ံပေးခဲ့ပါတယ်မြန်မာလီတက်အတွက် ADR 72500 MSN 927နဲ့ MSN 939ကိုဝယ်ယူခဲ့တော့ကလည်း FKB ဆက်ကသူတို့မျိုးကိုအတုံးပြုတ်ဝယ်ယူခွင့်ပေးခဲ့တယ်လို့ GFN ရဲ့အစီရင်ခံစာမှာဖော်ပြပါရှိပါတယ်။လေကြောင်းဆိုင်ရာ website တစ်ခုဖြစ်တဲ့ Plan Exporter Net ကလည်း ATR လင်းရင်တစင်းနဲ့ကို AKBZ နဲ့တလင့်စီမှတ်ပုံတင်ခဲ့တာကို ဖော်ပြထားပါတယ်။နောက်ထပ်လေးချောင်းဆိုင်ရာ website တစ်ခုဖြစ်တဲ့ fleet .net ကလည်း ATR 72500 MSN 545လင်းရင်ဒဇင်နဲ့ကို AKB ဇက်နဲ့တက်တလေးစီမှတ်ပုံတင်ထားတာတွေ့ရပါတယ်။အနောက်နိုင်ငံတွေရဲ့အရင်းယူပိတ်ဆို့မှုကိုခံနေရတဲ့မြန်မာစစ်တပ်အနေနဲ့ပုဂ္ဂလိကလေးချောင်းလိုက်နေကိုအကာအကွယ်ယူတာကစမ်းတော့မစမ်းဘူးလို့လုံခြုံရေးဆိုင်ရာအခဲခတ်တအုပ်ကပြောပါတယ်။ဗိုလ်ချုပ်မူကြီးတန်းရွှေဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရတက်လာမယ့်သမရအတွက်တီးတက်လင်းရင်ဒဇင်စီစဉ်ပေးခဲ့ဖို့ပါတယ်။ Russia တို့ N148 အသစ်ဒဇင်ကိုမှာယူခဲ့ပြီးစမ်းသပ်ပြန်တန်းစဉ်2012ခုနှစ် ်လ9ရက်မှာရုရှားမှာပောက်ကွဲပြီးပြက်ကျခဲ့ပါတယ်။လင်းရင်ပြက်ကျမှုမှာ6ဦးသေဆုံးခဲ့ပြီးမြန်မာလီတပ်က9ဦးပါဝင်ပါတယ်။ဒီအကြောင်းတွေကိုအငြိမ်းစားကာကွယ်ရေးဦးစည်းချုပ်လေးပို့ချုပ်ကြီးမြန်ဟင်းကလေတဲ့မိုးတဲ့လို့အမည်ရတဲ့စာအုပ်မှာထည့်ရေးခဲ့တာဖြစ်ပါတယ်။ဒါအပြင်၂၀ တခုနှစ်ကစစ်စင်ရေးအထူးဖွဲ့မှုစေဦးစင်ရရှိကြုံကြည်ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနဲ့တက်ရရှိတွေရဲ့ရဟန်းရင်ပြကြမှုကလည်းဖြစ်ခဲ့ပူရာကြောင့်မြန်မာစစ်ဗိုလ်ချုပ်တွေကအလင်းရည်နဲ့ပတ်သက်ရင်အဆောင်ရောင်ဖြစ်ရုံသာမကပဲလုံခြုံရေးရပါထဲ့တင်းစဉ်းစားရလို့လေတက်ရရှိကြဟောင်းတုံးကပြောကြားခဲ့ပါတယ် အာနာသိမ်းပြီးရဲ့နောက်စစ်ကောင်းဆောင်တွေရဲ့ပြည်ပခင်းစဉ်လင်းရင်သုံးဆွဲမှုတွေကိုကြည့်ရင်ပို့ချုပ်မှုကြီးမရောင်းနိုင်ကခီးရှည်တွေအတွက် AMI Airbus လေယာဉ်တွေကိုပဲအများဆုံးသုံးတာတွေ့ရပါတယ်။သူ့ရဲ့တရုတ်နဲ့ရုရှားခီးစဉ်တွေမှာ AMI ရဲ့ Airbus လေယာဉ်တွေကိုပဲသုံးခဲ့တာပါ။ဒါပေမဲ့တမရဟောင်ဦးသိန်းစိန်ရဲ့တရုတ်ခီးစဉ်ရဲ့ဒုတိယပို့ချုပ်မှုကြီးဆိုဝင်ရဲ့တရုတ်ခီးစဉ်တွေမှာတော့လေတပ်ပိုင်း Focus 70လေယာဉ်တွေကိုပဲအသုံးပြုခွင့်ရခဲ့ပါတယ်။ပြီးခဲ့တဲ့ April က Binstead အစည်းအဝေးတက်ဖို့ပို့ချုပ်မှုကြီးမရောင်းလိုက်ထိုင်းကိုလာရောက်စင်မှာတော့ Focus 70လေယာဉ်ကိုသု ုံးခဲ့တာတွေ့ရပါတယ်။ကွန်ချာမှုတစ်ခုကတော့ပေါ်ကြောင့်မူကြီးမြောင်းလိုင်းက focus something လေးရင်ကိုတုံးခဲ့တဲ့အခါမှာနိုင်ငံတော်တစ်စိမ့်ကိုလေးရင်မှကတ်ထားပြီးသမရဟောင်းဦးသိန်းစိန်နဲ့ဒုတိယပေါ်ကြောင့်မူကြီးစိုးဝင်းတို့ရဲ့ခီးစင်နေမှာတော့ပေးတုံးတာမတွေ့ရဘူး။ဒါအတိတကြီးပါပေါ်ကြောင့်မူကြီးမြောင်းလိုင်းသာသမရဖြစ်လာရင်တီးတက်လေးရင်ပိုင်ဆိုင်ဖို့သူစူးစမ်းမှတန်တရားဖြစ်စရာမရှိဘူးလို့နိုင်ငံရေးအကဲခတ်သူတအုပ်ကပြောတဲ့အကြောင်းရှင်းတာထားတာကိုတင်ဆက်ပေးလိုက်ရပါရှင်။